အားလုံးပဲမင်္ဂလာပါစိတ်ရှင်သာခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေကအတက်ကြာ20ကြိမ်တိတိရှိပြီးတော့တရက်လုံးတိုင်းတာနဲ့90ကြာနေစေပိတ်တော်ပါတယ်ဒီနေ့က9ရက်နေ့9လပိုင်း2020နဲ့9ခုနဲ့ညနေပိုင်းထိုင်းရွှေစီကတော့90ကြာပါတယ်90ကျော်တမ500ခန့်လို့ရှိတယ်ထိုင်းရွှေကစီဆိုင်ကရောင်းနေစေက9150ဆိုင်ကလက်ခံနေစေက9150လက်ဝတ်ရနေစေနှုန်းတွေကတော့ဆိုင်ကရောင်းနေစေက9250ဆိုင်ကလက်ခံနေစေက9920တမ44နဲ့ပေါင်းစည်းရှိနေပါတယ်ကဘာရွှေတအောင်စားကဒေါ်လာ3325တမ 53ညနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှန်ငွေ33.3နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ 64ကျော်တမ500ခန့်လို့ရှိတဲ့တိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်ကအပီစီတိုင်းရွှေခဲတစ်ပတ်သားကို9250စီနဲ့ပေါင်းစည်းရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9850စီနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရနိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ခန့်နဲ့1000အထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ထိုင်းရွှေကတော့လက်ရှိမှာတော့အကျဆင်းနေပဲရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုချင်တဲ့သူတွေအတွက်လက်ခစည်းသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်းစီကောစခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်တပတ်သားကိုလက်က၂၀၅ဘတ်သားထိဝယ်မယ်ဆိုရင်လက်ကအကုန်ကြမရှိပါဘူးထိုင်းရွှေအခဲတပတ်သားကိုမြန်မာကျပ်ငွေနဲ့တွက်မယ်ဆိုရင်69သိန်း26000ကျော်လောက်ထိဈေးနှုန်းကရှိနိုင်ပါတယ်ထိုင်းရွှေလက်ဝတ်ရနာတပတ်သားကိုမြန်မာကျပ်ငွေနဲ့တွက်မယ်ဆိုရင်83000 3000ကျော်လောက်ဈေးနှုန်းရှိနိုင်ပါတယ်လက်ရှိကျွန်တော်တွက်ပြထားတဲ့ဈေးနှုန်းကလက်ကမပါသေးပါဘူး လက်ခါကောတွက်မယ်ဆိုလို့ရှိရင်လက်ရှိတွက်ပြထားတဲ့ဈေးနှုန်းနဲ့ပို့ပြီးတော့မြားနိုင်ပါတယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါရတယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့တာနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ဖြစ်ရှင်နိုင်ကြပါစေ။